လာတဲရန်ကြောင်းဘိမှန်တော်ဘိသိက်ခံယူခြင်းပွဲသို့မဟုတ်32ကြိမ်မြောက်တာမန်တနင်္ဂနွေနေ့ရှင်ယောအေဥင်္ဂလိကျမ်းအခန်းကြီး2အခန်းငယ်73မှ22ဂျူးလူမျိုးတို့၏ပါစကားပွဲနိကလာပြီဖြစ်သောကြောင့်ယေရှုသည်ဂျေရုဇလင်မြို့သို့ကြွတော်မူ၏ကိုရောသည်ဘိမှန်တော်အတွင်၌နွားသိုးနှင့်ခိုများ ရောင်းနေကြသောသူတို့နှင့်ငွေကြေးလဲလှယ်သူများကိုတွေ့တော်မူလျင်ကျိုးများကိုစီး၍ကြာပုတ်ပြုတ်လို့ပြီးထိုသူအလုံးတို့ကိုသိုးများနှွားများနှင့်အတူဘိမှန်တော်အပြင်သို့မောင်းထုတ်တော်မူ၏ကိုရိုသည်ငွေလဲလှယ်သူတို့၏ငွေများကိုလည်းတွန်ချ၍သူတို့၏စပွဲများကိုမှောက်ပြစ်တော်မူ၏ကိုရောကခိုယောင်းသောသူတို့အားဤအရာများကိုယူသွားကြလော့ငါခမည်းတော်၏အိမ်တော်ကိုဇေရန်မဖြစ်စေကြနှင့်ဟုမိန့်တော်မူ၏ ကိုရောအီတပည့်တော်တို့သည်လည်းအရှင်အိမ်တော်အတွက်စေရာထက်တန်ခြင်းသည်အကျွန်ုပ်ကို လောင်ကျွမ်းလျက်ရှိပါ၏ဟုရေးထားသောကြံချက်ကိုတရိယာကြ၏ထိုအခါဂျူးလူမျိုးတို့ကတင်းသည့်ဤသို့ပြုလုပ်ပိုင်ခွင့်ရှိကြောင်းကိုငါတို့အားမြည်သည့်အမှတ်လက္ခဏာဖြင့်ပြမည်နည်းဟုကိုရောအားမေးကြ၏ယေရှုကလည်းဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့၎င်းကိုသုံးရက်အတွင်းငါပြန်လည်တိဆောက်မည်ဟုသူတို့အားဖြေကြားတော်မူ၏ ထိုကာဂျူးလူမျိုးတို့ကဤဘိမှန်တော်ကိုနှစ်ပေါင်း46နှစ်တိုင်တိုင်တိဆောက်ခဲ့ကြရ၏။တင်ဒီက၎င်းကို၃ရက်အတွင်းတိဆောက်နိုင်ပါမည်လို့ဆိုကြ၏။သို့သောကိုရောဒီမိမိခန္ဓာကိုယ်ဒီဟူသောဘိမှန်တော်ကိုရည်ညွှန်းပြောဆိုခြင်းဖြစ်၏။ထို့ကြောင့်ကိုရောဤကဲ့သို့မိန်တော်မူခဲ့ကြောင်းကိုသိချင်းမှကိုရောရှင်မြန်ထမြောက်ပြီးသောအခါတပည့်တော်တို့သတိရကြသဖြင့်ကျမ်းစာတော်မြတ်ကို၎င်းယေရှုမှုမဲ့တော်မူခဲ့သော လွတ်တော်ထွက်စကားကို၎င်းယုံကြည်ကြ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်လက်ဒရန်ဘာစီလီကာကျောင်းတော်ကြီးဟာပုံရံမကြီးနန်းထိုင်ရာကျောင်းတော်ကြီးဖြစ်ပါれရောမဧကရကွန်စတန်တိုင်းအုပ်စိုးစင်မှာဒီကျောင်းတော်ကြီးကိုပုံရံမကြီးဆီလ်ဗက်စတာ the first ကနေပြီးကောင်းကြီးပေးပူဇော်ဖွင့်လှစ်ခဲ့တာဖြစ်ပါれ ဒီနေ့ကျွန်တော်တို့ကျင်းပတဲ့ဒီကြောင်းတော်ကြီးရဲ့ဘွဲဟာကဘာတော်လုံးမှာရှိတဲ့အသိတော်ကြီးတစ်ခုလုံးနဲ့သက်ဆိုင်ပါတယ်ရှင်ဘေထရူးရဲ့အရာရာရှင်ဘေထရူးကိုဆက်ခံကြတဲ့ယဟမင်းကြီးများနဲ့တကဘာလုံးမှာရှိတဲ့အသိတော်တစ်ခုလုံးစီလုံးညီညွတ်ခြင်းသူ့ကိုချစ်ခင်လေးစားယုံကြည်ခြင်းနဲ့သူ့ရဲ့နိကမှုကိုအသိအမှတ်ပြုတဲ့လက္ခဏာအဖြစ်နဲ့ကျွန်တော်တို့ကဘာတော်လုံးမှာရှိတဲ့အသိတော်မှာကျင်ပါကြခြင်းဖြစ်ပါတယ် လူမျက်စိနဲ့မြင်နိုင်တဲ့ရုပ်ဝိတ္ထုပစ္စည်းများနဲ့တည်ထောက်ထားတဲ့အရာဖြစ်တော်ညာလည်းပဲဒီကြောင်းတော်ကြီးမှာတစ်ဆင့်ကဘာတော်မှာရှိတဲ့အသိတော်သခင်စုရဲ့ခန္ဓာကိုယ်တော်ဖျားသခင်နဲ့တွေ့ရှိပေါင်းဆက်ရာဝိပုကိုးကွယ်ရာနေရာအဖြစ်အသိမှန်ပြုကျင်းပကြခြင်းဖြစ်ပါတယ်ဒီနေ့ကျမ်းတွေကိုကြည်မယ်ဆိုရင်လည်းပဲသခင်စုကိုအသစ်သောကြောင်းပိမှန်တော်အဖြစ်ပေါ်ပြပေးအပ်လာတာကို တွေ့ရပါတယ် ခနေ့ကျွန်တော်တို့ကြားတဲ့ကျမ်းထဲမှာသခင်ယေရှုကဒီဂျေရုဇလင်မှာရှိတဲ့ဗိမာန်တော်ကိုသူကနေပြီးဖြိုချဖျက်ဆီးမယ်လို့ပြောနေခြင်းမဟုတ်ပါဘူးသူကိုဆွတ်ဆွဲအပြစ်တင်နေတဲ့သူများသားလေဒီဂျေရုဇလင်ဗိမာန်တော်ကိုဖြိုချဖျက်ဆီးမယ်ဆိုတဲ့အကြောင်းပရောဖက်ပြုဟောထားနေခြင်းသာလျှင်ဖြစ်ပါတယ်ဒီလိုဟောကြားရခြင်းဟာသူ့ရဲ့ခရစ်သူတိုင်ကိုလည်းပဲကြိုတင်ဟောကြားကြေညာနေခြင်းလည်းပဲဖြစ်ပါတယ်သူကနေပြီးဆက်လက်ဖော်ပြလာပါတယ် သူ့ရဲ့ဒီမြေကြီးဘဝကသူ့ရဲ့ခန္ဓာကိုယ်ဟာပြက်စီးတဲ့အချိန်ဟာဒီเจ้าတော်ကြီးလည်းပဲပြက်စီးမဲ့အချိန်ဖြစ်တယ်ဆိုတာကို ဖော်ပြလာခြင်းဖြစ်ပါတယ်။သူ့ရဲ့ရှင်မြန်ထမြောက်ခြင်းနဲ့အတူတူအစ်စ်သောပိမ့်မှန်သောပေါ်ပေါက်လာမယ်ဆိုတဲ့အကြောင်းကိုဟောကြားနေခြင်းဖြစ်ပါတယ်။ယေရှုခရစ်တော်သခင်ရဲ့အစ်စ်သောအသက်ဝင်သော ခန္ဓာကိုယ်တော်ဖျားသခင်ရဲ့မျက်မှောက်တော်မှာအစင်မြဲရက်ဒီကား ဝိပုကိုကိုွယ်ခြင်းကိုပြုနေမဲ့ခန္ဓာကိုယ်တော်ပဲဖြစ်ပါတယ်။ဒီခန္ဓာကိုယ်ဖြစ်တဲ့အသိတော်အတွင်းစီတို့ လူသားများအလုံးကို သူဟာဝင်ရောက်လာဖို့ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ကျွန်တော်တို့လူသားများကိုထဲ့သွင်းလိုက်ခြင်းဖြစ်ပါတယ်။ဟေဘရဲဩဝါဒစာမှာ ဖော်ပြထားသလိုပဲလူရဲ့လက်နဲ့လှုပ်ထားတဲ့ဗိမာန်တော်မဟုတ်ပဲဖျားသခင်ကိုစစ်မှန်စွာဝိပုကိုကိုွယ်တဲ့ဌာနပဲဖြစ်ပါတယ်။ ဟောရှိခခတရှိတဲ့ဝိပုကိုကွယ်ခြင်းများကိုစစ်မှန်သောဝိပုကိုကွယ်ခြင်းနဲ့အစာထိုးလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။ဒီလိုမျိုးသူရဲ့ရှင်မြန်ထမြောက်ခြင်းကိုကြိုတင်ဟောကြားခြင်းဟာကိုရမျက်ဆက်ဂရမင်တူအကြောင်းကိုကြိုတင်ဟောကြားနေခြင်းလည်းပဲဖြစ်ပါတယ်။ကိုရမျက်ဆက်ဂရမင်တူ၌ကိုရဟာစစ်မှန်သောရည်ပူဇော်ခြင်းနဲ့ဝိပုကိုကွယ်ခြင်းကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။အေးအသက်သောဝိပုကိုကွယ်ခြင်းမှာ ခရစ်တော်ရဲ့ခန္ဓာကိုယ်တော်ဟာပူဇော်ခြင်းခံရပြီးဤပူဇော်ခြင်းဟာ အစင်မြဲအသက်ရှင်နေမဲ့အရာလည်းပဲဖြစ်ပါတော့တယ်။မိစ္ဆာတိုင်းမှာ ကျွန်တော်တို့ကျင့်ပါနေရတဲ့နတ်နေရအချက်ကဒါပဲဖြစ်ပါတယ်။မိစ္ဆာတရားတော်မှာခရစ်တော်ဟာသူ့ကိုယ်သူ ကျွန်တော်တို့ကိုပိတ်ရပြီးအဆက်အသွယ်ပြုလာသလိုကျွန်တော်တို့ကိုဖျားသခင်နဲ့အဆက်အသွယ်ပြုစေပါတယ်။အသက်ရှင်သောဖျားနဲ့ကျွန်တော်တို့ကြားမှာစိတ်မှန်သောထာဝရတည်မဲ့ အနောင်ဖွဲ့ကိုတီထောင်လိုက်ခြင်းပဲဖြစ်ပါတယ်။တခေသူအသက်တော်ဆုတ်တဲ့အချိန်မှာပဲဗိမာန်တော်မှာပြုလုပ်ခဲ့တဲ့အစဉ်တစိုက်ဆောင်ရွက်လာခဲ့တဲ့အဟောင်းသောဝိပုကိုကိုွယ်ချင်းများဟာဆုံးကန်းတို့ရောက်ရှိသွားပါတော့တယ်။အဟောင်းသောတမဟောင်းခင်မဝိပုကိုကိုွယ်ချင်းများကိုတရားဝင်ဖြတ်သိမ်းခဲ့ပြီးသူတို့ရဲ့နေရာမှာအသစ်သောအနစ်သာရနဲ့ပြည့်ဝသော ဝိပုကိုယ်ခခြင်းကိုစတင်တည်ထောင်လိုက်ပြီပဲဖြစ်ပါတယ်။တဒန်းဆောင်ပုံစံပြုဝိပုကိုယ်ခခြင်းများဟာအစစ်မှန်ဝိပုကိုယ်ခခြင်းအဖြစ်သို့ရောက်ရှိလာပါတော့တယ်။လူအဖြစ်ကိုယူတော်မူသော သုံးငယ်တော်ရဲ့ပူဇော်ခြင်းပဲဖြစ်ပါတယ်။ပထမဦးဆုံးသောတာဝုဖြစ်ပြီးကျွန်တော်အားလုံးကိုလည်းစုစည်းကဖျားသခင်စီတို့ ပို့ဆောင်ရရှိတယ်။အသက်ရှင်တော်မူသောဖျားသခင်နဲ့မိတ္တဟာယပြုခြင်းစီတို့ ကျွန်တော်တို့ကို ပို့ဆောင်လျက်ရှိပါတယ်ဗိမာန်တော်ကို ရှင်းလင်းခြင်းအဖြစ်ပြဟာဒီအစ်စ်တော်ဝိပုကုကခြင်းပေါ်ပေါက်လာမယ်ဆိုတဲ့ဟာကိုကြိုတင် ဖော်ပြနေခြင်းဖြစ်ပါတယ်ဒီမှာတဲ့ဝိပုကုကခြင်းပန်းနိုင်လည်းပဲရောက်ခဲ့ပြီဖြစ်ပါတယ်ဖျားသခင်၌တိုက်ရိုက်တွေ့ဆုံကြရပြီလည်းပဲဖြစ်ပါတော့တယ်ဒါကြောင့်ကဘာတော်လုံးမှာရှိသော အသင်းတော်သည်ယေရှုသခင်၌ထာဝရထာဝရဝိပုကုကခြင်းအမှုကို ြုလာနိုင်ပြီပဲဖြစ်ပါတော့တယ်ကျွန်တော်တို့ကျင်းပနေသောဝိပုကိုကွက်ခြင်းများဟာလည်းပဲဘယ်နေရာပေတည်းတည်းမှာပဲကျင်းပကျင်းပဘယ်အချိန်ခါမှာပဲကျင်းပကျင်းပဒီဝိပုကိုကွက်ခြင်းအတွင်းတို့ဝင်ရောက်ခွင့်ရရှိကာပေါင်းစည်းသွားပါတော့တယ်တခုရီသောဝိပုကိုကွက်ခြင်းအဖြစ် ခမီးတော်ဖျားထံအစေမြဲဆက်ကပ်ပူဇော်ခြင်းခံကြရပါတော့တယ်